နေမြင့်ညားပြောက်တတ်တဲ့ပင်လယ်သမုဒ္ဒရာကြီးကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတင်ကမနက်ပိုင်းအရာကနူးထားတဲ့အခါစိမ့်ပြနေတဲ့သမုဒ္ဒရာကြီးကိုမြင်ရပြီမဲ့ညပိုင်းကိုရောက်တဲ့အခါမှာတော့အဲ့ဒီပင်လယ်ကြီးကလုံးဝပျောက်ကွယ်သွားတဲ့နေရာရှိပါတယ်အာဖရိကတိုက်ရဲ့အရှိတ်ကံယူရန်ဒီမှာတည်ရှိတဲ့လှပတဲ့ကျွန်းစုတစုဖြစ်တဲ့ဇန်စီဘာဟာကမ္ဘာလေခရီးသည်တွေရဲ့အိမ်မက်ဆောင်ရနေရာတစ်ခုဖြစ်ပါရည်။ကြီးလင်းပြလေးတဲ့ပင်လယ်ရေပြင်တနာကြောက်တန်းတွေနဲ့တာယာလပတဲ့ကမ်းခြေတွေကြောင့်လူသိများပြီးဆမ်းပြပါရည်။ ဒါပေမဲ့တစ်ခါတလေမှာတော့ဇန်စီပါရဲ့ကမ်းရိုးတန်းမှာထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်တတ်ပါတယ်။အဲ့တော့ကတော့သမုဒ္ဒရာရေပြင်ကြီးဟာအံ့ဩစရာကောင်းလာအောင်ပဲဝေးလံသွားပြီးတော့ကြေပြောလာတဲ့တဲတောင်မြင်အေယာမကြီးပေါ်လာတာပါ။ User Entertainment ကနေပြီးတော့ဒီနေ့ဗီဒီယိုလေးမှာပျောက်ကွယ်သွားတဲ့ပင်လယ်သမုဒ္ဒရာကြီးအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ဒီပြစ်စင်ဟာချက်ချင်းယုတ်တရက်ဖြစ်ပေါ်လာတာမျိုးတော့လုံးဝမဟုတ်ပါဘူး။ပုံမှန်အားဖြင့်တော့ဒီလိုရေရီချသွားတဲ့အချိန်ဟာလာဇန်းဒါမှမဟုတ်လာပြည့်ရက်ဒီမှာတိုက်ဆိုင်တတ်ပါရီ။ ဇန်စီဘာဟာအိန္ဒိယသမုဒ္ဒရာအတွင်းမှာတည်ရှိတာကြောင့်မလို့လာရဲ့ဆွေးအားကြောင့်ဖြစ်ပေါ်လာတဲ့ဒီအတက်အကျကိုအဓိကခန်းစားရပြီးအခြားဒေသတွေထက်လည်းပုံမှန်တည်တာထင်ရှားပါသည်အထူးသဖြင့်တော့ရေအနေဆုံးရောက်တဲ့အချိန်ကမ်းခြေကနေမီတာရာနဲ့ချီဝေးတဲ့အထိရေတွေကလျော်နေသွားပြီးဒဲတောင်မြင့်အကျယ်ကြီးပေါ်လာတာကိုတွေ့ရပါသည်ဒီလိုရေကျသွားတဲ့အချိန်မှာဒီဇန်စီဘာမြို့လေးရဲ့ကမ်းခြေဟာလုံးဝမတူတမူထူးခြားတဲ့မြင်ကွင်းတစ်ခုကိုပြသပါသည် အရင်ကရေအောက်မှာရှိခဲ့တဲ့တန်းနာကြောင်တန်းနဲ့ပင်လယ်ရေမော်တွေနဲ့ပင်လယ်တပ်တော်လေးတွေဟာနေအောင်ကြီးအောက်မှာထင်းထင်းရှားရှားပေါ်လာပါသည်ဒေသခံတွေနဲ့ခီးသွားဧည့်သည်တွေအတွက်တော့ဒါဟာထူးခြားတဲ့အခွင့်အရေးတစ်ခုပါကိုကစိတ်ကူးရင်ဆန်ဆန်ပင်လယ်ကြီးထဲမှာမှလမ်းလျှောက်ရှင်ပါတယ်ပင်လယ်ကျမ်းမြေမှာမှလမ်းလျှောက်ရှင်ပါတယ်ဆိုတဲ့သူတွေအတွက်တကယ်လက်တွေ့လုံးလို့ရနိုင်တဲ့နေရာဖြစ်ပါတယ်ရေတိမ်းတောင်မြေပေါ်မှာလမ်းလျှောက်ရင်းနဲ့ပဲပင်လယ်ကျယ်တွေခရုတွေကနန်းလေးတွေနဲ့တခြားသောစိတ်ဝင်စားစရာကောင်းတဲ့ပင်လယ်တပ်တော်တွေကိုလေ့လာနိုင်ပါတယ် အချို့သောဒေသခံတွေကတော့အဲ့ဒီအချိန်ကိုဖမ်းပြီးအထူးသဖြင့်ပင်လယ်ဇာတွေကိုရှာဖွေကြပါတယ်။ဒါပေမဲ့အဲ့ဒီလိုရေးကြသွားတဲ့ဖြစ်စဉ်ဟာအန်နီယေကိမဲတာမျိုးတော့မဟုတ်ပါဘူး။ရေးဟာပဲအချိန်မှာပြန်တက်လာမယ်ဆိုတာတိတိကျကျပြောလို့မရသလိုဘလောက်အချိန်မြန်မြန်နဲ့ရေးပြန်တက်လာမယ်ဆိုတာကိုလည်းပြောလို့မရပါဘူး။ဒါကြောင့်မို့လို့ဒီလိုခံမှန်းမှုခက်ခဲတာကြောင့်အသိပညာနဲ့ပွားရတဲ့ခီးသွွားရတဲ့တွေအနေနဲ့အန်နီယရှိတဲ့နေရာတွေကိုသွားရောက်မိလို့ရှိရင်ရုတ်တရက်ရေတက်လာတဲ့အခက်ခဲနဲ့ကြုံတွေ့ရနိုင်ပြီးဒုက္ခအကြီးကျယ်ရောက်တတ်ပါတယ်။ ဒီနေရာကိုကောင်းကောင်းကျွမ်းကျင်နေတဲ့ဒေသခံတွေရဲ့လမ်းညွှန်မှုနဲ့တတိယရှိရှိသွားလာဖို့ကသာအရေးအကြီးဆုံးပါဇန်စီဝါမှာဒီလိုမျိုးသမုဒ္ဒရာရေပြင်ကြီးပြောင်းသွားတာနဲ့ပတ်သက်လို့လာရောက်လေ့လာကြတဲ့သူတွေလည်းများသလိုဆက်ဆုကြတဲ့သူတွေလည်းများပါသည်ဒါပေမဲ့တော်တော်များများကတော့ဒီနေရာရဲ့ထူးခြားစမ်းကြယ်မှုကိုအပြည့်မထုံနိုင်သေးပဲဒါဟာဒီရေချောင်းလိုပဲပြောလို့ရပါသေးတယ်။ဇန်စီဘာမှာဒီလိုမျိုးသမုဒ္ဒရာရေပြင်ပြောက်ွယ်သွားသလိုထင်ရတဲ့ဖြစ်စဉ်တွေဟာတဘာဝရဲ့အံ့ဩဖွယ်ဖြစ်ရတစ်ခုဖြစ်ပြီးကဘာကြီးရဲ့တစ်ခုပြီးသောဒီရေဒီလောက်အထိနောက်ဆုတ်တဲ့နေရာဖြစ်ပါလိမ့်။နောက်ပြီး ကဘာကြီးရဲ့ရေအားလျက်စင်နဲ့လရဲ့ဆွေအားတို့အပြန်အလှန်တက်ရောက်မှုကိုလည်းပြသတဲ့နေရာပါအကယ်၍များအတင်တို့ကဇန်စီဘာကိုသွားရောက်လည်ပတ်တဲ့အခါဒီထူးခြားတဲ့ရေတိမ်တောင်မြင့်ကြီးပေါ်လာတဲ့အချိန်နဲ့တိုက်ဆိုင်ခဲ့ရင်တော့တကယ်ကိုမမေ့နိုင်စရာအတွေ့အကြုံကောင်းတစ်ခုကိုပိုင်ဆိုင်ရမှာဖြစ်ပါရည်ကဲပရိသတ်ကြီးတို့တစ်ခုခုရောက်သွားမယ်လို့မျှော်လင့်ပါရည်ဗျနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့ဘဝတူတာရမယ့်အကြောင်းအရာတွေကိုယူသက်အနေနဲ့ဒိမန်ကနေပြီးဆက်လက်တင်ဆက်ပေးပါဦးမယ် ကြိုင်းနေတဲ့ဆိုလို့ရှိရင် channel လေးကိုလည်း subscribe page လေးကိုလည်း like and follow လုပ်ဖို့အတွက်မမေ့ပါနဲ့哦အစောင်းကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ